မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ22ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့ကချင်ပြည်နယ်ဗမာမြို့နယ်အတွင်းစစ်ရဟတ်ရင်ပြစ်ချခံရမှုမှာရဟတ်ရင်မှုများနဲ့ ်လေတပ်အဖွဲ့ဝင်များအပါအဝင်ရဟရင်ပေါ်မှာလိုက်ပါလာတဲ့စစ်ဗျူဟာမှုနဲ့အဖွဲ့ဝင်များအလုံးတေဆုံးသွားတဲ့အမှုကိုစစ်ကောင်စီကသတင်းဖုံးကွယ်ထားတဲ့အပြင်ရဟရင်ဟာလည်းပြစ်ချခံရခြင်းမဟုတ်ဘဲဆက်ချွတ်ယွင်းလို့ပြတ်ကျခြင်းသာဖြစ်တယ်လို့ဖိပိတ်ငင်းထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ20ရက်နေ့မွန်လွဲတနားရီဝင်းကျင်အချိန်မှာဗမော်မျိုးစကခ21ကိုစစ်ကူရိတ်ခါလက်နက်ခဲယမ်းများလာချပေးတဲ့စစ်ကောင်စီရဲ့ထောက်ပို့ရဟရင်နှစ်စီးကို KIA ကပြစ်ချခဲ့ရာတစည်းဟာရွှေကူမြို့နယ်မြို့လမ်းမြို့နယ်ကွယ်စီငန်းရွာအနောက်ဘက်မှာရှိတဲ့တောထဲမှာပြက်ကျသွားခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီရဟတ်ရင်မှာရဟတ်ရင်မှုကပ္တိန်ဘိုကြီးမြို့ထက်အောင်ဘိုးမူတမ်းမင်းစောဘိုးကြီးချမ်းသာပါဝင်ရဟရဲမောင်းနေရေးအဖွဲ့သားခွနာဥပါဝင်သွားတယ်လို့သိရပါဗါတယ်ဒါပေမဲ့ရဟရဲမောင်မလိုက်ပါလာတဲ့ ်စစ်ပြူဟာမှုနဲ့အဖွဲသားများပါတေဆုံးသွားတယ်လို့စစ်တပ်ကသတင်းဖုံးကွယ်ထားကြောင်းသိရပါတယ်ဘမော်မှာတက်မတော်ရဟတ်ရင်ကစက်ချုပ်ရင်းလို့ပြတ်ကြတယ်ရဟတ်ရင်မှုနဲ့အဖွဲသားတွေအလုံးဆုံးမသွားပါတယ်တိုက်ရင်တက်ဖွဲ့တွေအတွင်းမှာလည်းနိုင်ငံတော်ကထုတ်ပြန်တဲ့သတင်းအတိုင်းပဲပြန်လည်အသိပေးထားပါတယ်တက်မတော်ဗျူဟာမှုနဲ့အဖွဲတွေတေဆုံးတယ်ဆိုတာမျိုးကိုတော့အသိပေးတာမျိုးမရှိပါဘူးသူတို့တွေသိလဲမသိကြပါဘူးဘမော်မှာတက်မတော်ကတော့အေးတာပြီးတော့အောင်ပွဲရနေတယ် မင်းကောင်စစ်ကြောင်းရဲ့စစ်စင်ရေးနဲ့ဗမော်မျိုးကိုပြန်လဲသိမ့်ပိုက်နေပြီး KIA PDF တွေအလောင်းတွေတောင်ပုံရာပုံတိတ်ဆုံနေတဲ့ဆိုတာတွေကိုတက်တွင်းမှာရှင်းလင်းပွဲတွေနဲ့ဂျင်းထက်ပြီးတော့အသိပေးနေတယ်လို့တက်တွင်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်။ရွှေကူမြို့နယ်တောထဲမှာမီးလောင်ပျက်စီးသွားတယ်၊ရရင်နဲ့အတူရရင်မှုများဖြစ်ကြတယ်။ဘိုးကြီးမျိုးထက်အောင်ဘိုးမူတမ်းမင်းစော်နဲ့ဘိုးကြီးချမ်းသာတို့တိတ်ဆုံမှုဟာလည်းစစ်တပ်အတွင်းမှာကြဲကြဲပြန့်ပြန့်သတင်းတွေပြန့်နှံ့နေပြီးတော့အတီးပြုတ်နိုင်တယ်လို့တက်တွင်းသတင်းရင်းမြစ်ကဆက်လက်ပြောဆိုထားပါတယ်။ မနေ့ကမေလ22ရက်နေ့က KIA ကစစ်ရဟရင်ပြတ်ချခဲ့တဲ့ရွှေကူမြို့နယ်မြို့လမ်းမြို့နယ်ကွယ်စီကန်းရွာအနောက်ဘက်မှာရှိတဲ့တောထဲမှာရဟရင်ပြတ်တဲ့နေရာကိုထပ်မံပြီးတော့ရှင်းလင်းရေးလုပ်ရမှာရဟရင်ပြတ်တဲ့အတူမီးလောင်ထားတဲ့စစ်သားအလောင်း16လောင်းနဲ့မီးလောင်ပျက်စီးသွားတဲ့လက်နက်14လက်ကိုတင်စီရရှိခဲ့ကြောင်း KIA သတင်းရင်းမြစ်ကထုတ်ဖော်ပြောဆိုထားပါတယ်။ဒါ့အပြင် မေလ22ရက်နေ့မွန်လွဲ2နာရီခွဲအချိန်ကမှလဲရွှေကူမြို့ခလိုက်ရ56တိုက်ရင်အတွင်းကိုအရေးပေါ်ဆင်းသက်ခဲ့ရတယ်စစ်ရဟရင်ကိုလဲ KIA တပ်မဟာ71ကတော်လဲရဲဘော်များကလက်နက်ကြီးများနဲ့တွားရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာရဟရင်ဟာလုံးဝပျက်စီးသွားတဲ့အပြင်ရဟရင်ကိုဘေးပတ်ပတ်လဲကနေပြီးတော့ဝိုင်းရံပေးထားတဲ့တန်ချက်ကကားနဲ့ထရက်ကားများကိုပါလက်နက်ကြီးကြီးထိမှန်ပြီးတော့ပျက်စီးသွားတယ်လို့ KIA ရဲ့သတင်းရင်းမြစ်ကရှင်းပြထားပါတယ် KIA ကရခိုင်ကလေးကစစ်ကောင်စီရဲ့ရဟရင်နဲ့တိုက်လေရင်များကိုပြစ်ချဘူးခဲ့ရာ စစ်အာဏာသိမ်းပြီးတဲ့နောက်ငါးနှစ်အတွင်းမှာရဟတ်ရင်၄စီးနဲ့တိုက်လေရင်တစ်စီးတော့ကိုပြစ်ချနိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှစတင်ကြားနေပြီးတော့မင်းအွန်လိုင်းပေးအပ်ထားတဲ့ဝနကျော်ထင်ဘွဲ့ရအငိမ့်စားဘုံမှုချုပ်ချိုထုံးအောင်ကိုဒီကနေ့မှာပြစ်ခတ်ရှင်းလင်းလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မနက်9:20အချိန်မှာမယန်းကုန်းမြို့နယ်ငားရက်ကွက်ရဲ့နေအိမ်မှာအငိမ့်စားဘုံချုပ်ချိုထုံးအောင်ပြစ်ခတ်ခံရခြင်းဖြစ်တယ်လို့သိရပါတယ်2023ခုနှစ်မှာမင်းအွန်လိုင်းကိုယ်တိုင်ဝနကျော်ထင်ဘွဲ့ကိုပေးအပ်ခံရသူဘုံချုပ်ချိုထုံးအောင်ကို၎င်းရဲ့နေအိမ်ရှိမှာပဲ Golden Valley Warriors မြို့ပြပျောက် जा ရဲဘော်များကပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့သိရပါဗျ။ဒီကနေ့မနက်ပိုင်းကရန်ကုန်မြို့မရန်ကုန်မြို့နယ် A1 လမ်းပေါ်မှာရှိတဲ့၎င်းရဲ့နေအိမ်မှာပဲပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဗိုလ်ချုပ်ချုပ်ထွန်းအောင်ဟာနိုင်ငံတော်ကာကွယ်ရေးတပ်ကတော် National Defense College NDC မှာ Internal Security and Counter Terrorism နိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင်ကြားပေးနေသူဖြစ်တယ်လို့သိရပါဗျ။နိုင်ငံတော်ကာကွယ်ရေးတပ်ကတော် NDC ဟာ စစ်တပ်ဘုံမူးကြီးအဆင့်ကနေစတင်တက်ရောက်ရတဲ့စစ်တပ်ရဲ့အရေးပါတဲ့အဆင့်မြင့်စစ်တင်တန်းကြောင်းကြီးတစ်ခုဖြစ်တယ်လို့သိရပါဗါး Golden Valley Warriors အဖွဲ့ကကာလာအတော်ကြာအချက်လက်စူးစောင်းထောက်လန်းစုံစမ်းအတီးပြုနိုင်ခဲ့ပြီးတဲ့နောက်၎င်းကိုပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါး စစ်တပ်ကဘုံမှုချုပ်ဘိုလ်ချုပ်ယာရုနဲ့အငိမ့်စားယူခဲ့တော်လဲလက်ရှိအချက်ဖတ်စစ်တပ်ရဲ့နေစဉ်လူမဆန်းစွာပတ်ဖြတ်နေမှုများအတွက်စစ်ဘက်ဆိုင်ရာတင် जा ပို့ချပေးနေသူများကိုလည်းစစ်ရေးပြစ်မှတ်အဖြစ်နဲ့တတ်မှတ်ပြီးတော့တုတ်တင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဘိုလ်ချုပ်ချုပ်ထွန်းအောင်ဟာဘရူနိုင်းနဲ့ကမ်ဘောဒီးယားနိုင်ငံတမတ်အဖြစ်ပါဆောင်ရွက်ခဲ့ဘူးသူဖြစ်ပြီးတော့မြန်မာနိုင်ငံပြန်ရောက်ရှိတဲ့အချိန်ကစတင်ကနေပြည်တော်နိုင်ငံတော်ကာကွယ်ရေးတပ်ကတော် NDC မှာအချက်ဖတ်စစ်တပ်အရာရှိကြီးများကိုဇက်တိုက်တင် जा ပို့ချပေးနေခြင်းဖြစ်တယ်လို့သိရပါဗျ။မင်းအောင်နိုင်ရဲ့အားထားရသူဒီထဲမှာ အငိမ့်စားဘိုးချုပ်ချော်ထုံးအောင်လဲပါဝင်ခဲ့ပြီးတော့2025ခုနှစ်မတ်လ26ရက်နေ့မှာမင်္ဂလာတုံးလေတပ်စခန်းကစစ်တပ်တေယူပို့ဆောင်ရေးလေရင် MAF003 အထူးလေရင်နဲ့စစ်တပ်ထိပ်ပိုင်းအကြီးအကဲများနဲ့ထင်ရှားတဲ့အရေးပါသူများကို နေပြည်တော်စီရေးပြအခမ်းအနားတက်ရန်မင်းအွန်လိုင်းကစီစဉ်ပေးခဲ့တယ်လို့သိရပါဗါးအဲ့ဒီလေရင်ပေါ်မှာအင်းနေဝင်းတို့မိသားစုအပါအဝင်ဘိုးချုပ်ချိုးထွန်းအောင်လည်းပါဝင်ခဲ့တယ်လို့သိရပါဗါး2025ခုနှစ်တက်မတော်နေ့စီရေးပြအခမ်းအနားပြီးမက်စလာ28ရက်နေ့နေပြည်တော်ကနေရန်ကုန်ကိုအပြန်လမ်းကြောင်းအတွက်ကိုတော့စစ်တပ်တယ်ယူပို့ဆောင်ရေးလေရင် MAF 0011အထုလေရင်နဲ့ပြန်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးမင်းအွန်လိုင်းဟာ၎င်းအားကိုရတဲ့စစ်ဘိုလ်ချုပ်ဟောင်းမြရဲ့အကြံဉာဏ်ကိုလည်းရယူပြီးတော့ ပြည်သူ့စစ်မဟာဗျူဟာကိုစစ်မှုထမ်းဟောင်းအဖွဲ့အင်အားတွေနဲ့လှုံ့ဆော်နေကအဲ့ဒီအဖွဲ့ရဲ့တိုင်းအဆင့်ခေါင်းဆောင်တွေထဲမှာဗိုလ်ချုပ်ချိုးထွန်းအောင်ပါဝင်နေတယ်လို့သိရပါဗျ။မင်းအောင်လှိုင်ဟာ2023ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာဗိုလ်ချုပ်ချိုးထွန်းအောင်ကိုလူကိုယ်တိုင်ဝနကြောထင်ဘွဲ့တစိပေးအပ်ခဲ့ပြီးတော့ရွှေချိန်၅ချက်သားပါဂုံပြုစုအဖြစ်နဲ့တပါးတည်းပေးအပ်ခဲ့တယ်လို့သိရပါဗျ။ Golden Valley Warriors အဖွဲ့ကစစ်တပ်ရဲ့အကြီးစားထောက်တိုင်များကိုစင်စက်မပြတ်ဖြိုဖျက်ရန်သတင်းထောက်လှမ်းလျက်ရှိတယ်လို့သိရပါဗါဒါအပြင်အကြမ်းဖက်လေးတပ်ရဲ့လေရင်မှူးများရဲ့အချက်အလက်များကိုလည်းသတင်းစုဆောင်းလျက်ရှိရာ၎င်းတို့ရဲ့ဆက်ဆက်တဲ့သတင်းများရရှိထားပါကရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့ထံကိုပေးပို့ရန်တောင်းဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်မြောက်ဒီမြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မော်ခီစစ်ကောင်းစီစခန်းကိုတော်လိုင်းပူပေါင်းတပ်များကစတင်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမေလ22ရက်နေ့မနက်9:00နာရီအချိန်မှာထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မြောက်ဒီမြို့တောင်ဘက်ဝေါ်လီဒေသအတွင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့မော်ခီစခန်းနေရာကိုကော်တူလေးတပ်မတော် KDLA ကဗိုလ်ချုပ်နေသားများလက်အောက်ခံမဟာမိတ်ပူပေါင်းတပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေကြောင်း ထိုင်းမြန်မာနယ်ကြားကော်မတီနဲ့ဆက်ဆက်တဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါရယ်မနေ့ကမနေ့ပိုင်း9နာရီလောက်ကစဖြစ်တာပါ KTLA ဖုန်းနယ်ဒါအဖွဲ့တွေနဲ့ပြစ်တာလို့သိရတယ် ဒရုန်းတွေကျဲချတာထိုင်းဘက်ကတော့တွေ့နေရတယ်ဝေါ်လီဗျူဟာကနေပြီးတော့လက်နက်ကြီးနဲ့ပစ်နေတာတွေလည်းတွေ့နေရတယ်ထိုင်းဘက်ကိုကြီမကြဖို့အတွက်လေရင်ကြော်မလာဖို့ထိုင်းဘက်ကစစ်တပ်ကတော့အသည့်အနေထားစောင့်နေတယ်လို့ထိုင်းမြန်မာနယ်ခြားကော်မတီနဲ့ဆက်ဆက်တဲ့စစ်ရေးသတင်းအရေးမြစ်ကပြောပြထားပါတယ်အခုလိုမျိုးတိုက်ပွဲဖြစ်ပွားနေတဲ့အတွက်မြဝတီဝေါ်လီလမ်းပိုင်းကို KNU တပ်မဟာ6နယ်မြေအတွင်းမှာရှိတယ်မဟာမိတ်ပူးပေါင်းတပ်များက ခိတအသွာလာရက်ဆိုင်ထားပြီးတော့တုံးတက်ခွေဖလူကြီးရွာအထိကို KNL စစ်ကြောင်းများကိုလည်းတက်လန့်သတိပေးထားတယ်လို့သိရပါဗါးဝေါ်လီအထက်ပိုင်းဒေသမှာအကြမ်းမဲ့စစ်တပ်ရဲ့ဝေါ်လီဗျူဟာကနေလေးစစ်စခန်းများရှိနေပြီးတော့ဝေါ်လီအောက်ဘက်ပိုင်းမှာဥကရေထားဝါမီထားစစ်စခန်းများတေဘောဘိုးစစ်စခန်းများကျန်ရှိနေသေးတယ်လို့သိရပါဗါးလက်တလောထိုင်းမြန်မာနယ်စပ်ဖုတ်ဖရမြို့နယ်အုံဖြံမြို့အနီးမြန်မာဘက်အချမ်းမှာတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်ထိုင်းနယ်ခြားဆောင်စစ်တပ်ကစစ်ရေးအသည့်အနေထားနဲ့ကင်းလဲလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လိုက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမှာရှိတဲ့စာသင်ကျောင်းဘောလုံးကွင်းနဲ့ဘုန်းကြီးကျောင်းဓမ္မယုံများမှာခိုးလုံနေတဲ့ငလျင်ဘေးတင်တဲ့ဒုက္ခသည်များအနေနဲ့အခုမေလကုံအပီးဖယ်ရှားပေးရန်စစ်ကောင်စီကမိန့်ထုတ်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးချမ်းရည်တာဆန်မြို့နယ်နဲ့အောင်မြေတာဆန်မြို့နယ်အတွင်းမှာရှိတဲ့စာသင်ကျောင်းဘောလုံးကွင်းနဲ့ဓမ္မယုံဘုန်းကြီးကျောင်းများမှာခိုးလုံနေတဲ့ငလျင်ဘေးတင်တဲ့ဒုက္ခသည်များအနေနဲ့ အခြားတင့်တော်ရနေရာများကိုမိမိအစီအစဉ်နဲ့ရွှေ့ပြောင်းလာမှာဖြစ်တယ်လို့သိရပါတယ်။အကဲ၍မိမိအစီအစဉ်နဲ့မပြောင်းရွှေ့နိုင်ပါကသက်ဆိုင်ရာကချပေးထားတဲ့နေရာများကိုလိုက်သွားရမှာဖြစ်တယ်လို့စစ်ကောင်စီကမိန့်ထုတ်လာကြောင်းသိရပါတယ်။ဇွန်လမှာကျောင်းတွေပြန်ဖွင့်မှာမဟုတ်လို့စာတင်ကျောင်းနဲ့ဖုံးတော်ကြီးစာတင်ကျောင်းတွေအကုန်ပြန်ဆမယ်။အဲဒါကြောင့်ဖယ်ခိုင်းတာပါ။ကိုယ်အစီအစဉ်နဲ့ကိုရွှေ့ကျင်ရွှေ့မရွှေ့ကျင်သူတို့ရွှေ့ပေးတဲ့ကွင်းအလွတ်နဲ့မြို့ပြင်ဘက်လေကွင်းတွေစီကိုလိုက်ရမယ်တဲ့။ အခုနေနေတဲ့စာတင်ချောင်းတဲ့ဘုံကြီးချောင်းတို့အားကစားကွင်းတို့နေရာတွေကနေတော့မဖြစ်မနေထွက်ပေးရမယ်ဒီလာကုံကိုထွက်ခိုင်းနေတာလို့ငလင်းဘေးတင်တဲ့ပြည်သူတို့ကပြောပြထားပါတယ်မန္တလေးမြို့မှာအခုဇွန်လမှာစာတင်ချောင်းများဖွင့်လှစ်မဲ့အပြင်ဘောလုံးကွင်းများမှာမိုးရသည့်အားကစားပွဲများကျင်းပမှာဖြစ်တယ်လို့သိရပါတယ်ဒါကြောင့်ငလင်းဘေးတင်တဲ့ဒုက္ခသည်စခန်းများပိတ်သိမ်းမှာဖြစ်တယ်လို့သိရပါတယ် မန္တလေးမှာငလျင်ဘေးတင်တဲ့ဒုက္ခသည်စခန်းများကိုစစ်ကောင်စီကအတင်းကျပ်အမိန့်နဲ့ပိတ်သိမ်းခိုင်းနေတော့လေငလျင်ဘေးတင်တဲ့ပြည်သူတွေကတော့စစ်ကောင်စီထံကထိရောက်တဲ့အကူအညီလုံးဝမရရှိသေးဘူးလို့ပြောဆိုထားပါဗျ။ အစားအသောက်နဲ့ရေတံဘူးဆရာဝန်တွေလာပြီးတော့ကုသပေးတာကလွဲရင်ဘာမှအခုကြီးမရပါဘူးအိမ်ပြိုသွားလို့ဖြတ်ဖို့တောင်မှကိုဟာကိုဇေယိတ်မတက်နိုင်လို့မဖြတ်ရသေးဘူးစီပင်မှာအိမ်ဖြတ်ပေးဖို့ရှောက်ထားတာလဲရက်နဲ့ဆယ်လောက်ရှိနေပြီဘာမှအကြောင်းမကြားဘူးအခုနေရရွှေခိုင်းလို့ဈေးသက်တာတဲ့အိမ်ကိုရှာနေပါတယ်မရရင်တော့အမျိုးတွေနဲ့မိတ်ဆွေတွေရှိတဲ့ရွာကိုပဲခဏပြန်ဖို့စဉ်းစားထားပါတယ်လို့မန်လေးကငလျင်ဘေးတဲ့နဲ့ပြည်သူတို့ကရှင်းပြထားပါတယ်အကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကတော့မက်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများနဲ့ပတ်သက်ပြီးတော့ဆုံးရှုံးမှုပမာဏအလိုက်တွက်ချက်ပြီးထောက်ပံ့မှုများကိုပြုလုပ်သွားမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။အမှန်တကယ်နေနာသူများထံကိုရောက်ရှိစေရေးကြီးကြပ်စီစစ်ပေးရမှာဖြစ်တယ်လို့သိရပါတယ်။ပြည်ပနိုင်ငံများကအကူအညီများကိုလည်းလိုအပ်သူများထံကိုရောက်ရှိစေရေးအတွက်ဆောင်ရွက်သွားရမှာဖြစ်ကြောင်းငလျင်လောက်ခတ်ပြီးတလကျော်အကြာမေလ20ရက်နေ့မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီရဲ့အစည်းအဝေးမှာထုတ်ဖော်ပြောဆိုသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံကတူနာပြုတ်ဘွဲနဲ့ဒီပလိုမာရတူနာပြုတ်များကိုစင်ကာပူနိုင်ငံမှာလိုင်စင်ရတူနာပြုတ်ဆောင်ပွဲများကိုဝင်ရောက်ဖြေဆိုခြင်းမပြုနိုင်ရန်စစ်ကောင်စီကပိတ်ပင်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာ Bachelor နဲ့ Diploma in Nursing နဲ့ကျောင်းပိတ်ထားတဲ့တူနာပြုတ်များအနေနဲ့စင်ကာပူနိုင်ငံကိုထွက်ခွာမယ်ဆိုတာကစစ်ကောင်စီကပညာရေးသင်ယူမှုထောက်ခံချက်မှတ်တမ်း transcript letter ကိုလုံးဝထုတ်မပေးတော့ဘူးလို့သိရပါတယ်။အဲ့ဒီပညာရေးသင်ယူမှုထောက်ခံချက်မှတ်တမ်းဟာစင်ကာပူနိုင်ငံမှာပြုလုပ်နေတဲ့ license ရတူနာပြုစာမိုးဝဲကိုဝင်ရောက်ဖြေဆိုရန်အဓိကကျတဲ့စာရွက်စာတမ်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီကအခုလိုမျိုး transcript letter ထုတ်မပေးဘဲပိတ်ပင်လိုက်တဲ့အတွက်ပြည်ပရောက်နေတဲ့တူနာပြုများအခက်အခဲတွေ့နေရတယ်လို့သိရပါတယ်။မြန်မာနိုင်ငံကတူနာပြုဘာသာရပ်နဲ့ကြောင်းပီးထားသူများဟာစင်ကာပူနိုင်ငံမှာတူနာပြုအကူအညီနဲ့နှစ်နှစ်လုပ်ငန်းခွင်ဝင်ရောက်နိုင်ပြီးတော့နှစ်နှစ်ပြီးပါကစင်ကာပူ SMB စင်ကာပူနိုင်စင်ဘုတ်ကပြုတ်လုတဲ့လိုင်စင်ရတူနာပြုတ်စာမွေးပွဲကိုဝင်ရောက်ဖြေဆိုနိုင်တယ်လို့သိရပါဗါတယ်။အဲ့ဒီစာမွေးပွဲဝင်ရောက်ဖြေဆိုရန်အတွက်မိမိတက်ခဲ့တဲ့အကြောင်းကတူနာပြုတ်ဘာသာရပ်ဆိုင်ရာပညာရေးသင်ယူမှုထောက်ခံချက်မှတ်တမ်း transcript letter ကိုတင်ရတယ်လို့သိရပါဗါစစ်ကောင်စီကပြည်တွင်းမှာဘွဲ့ယူသွားတဲ့တူနာပြုတ်တွေအတွက် transcript letter ထုတ်မပေးတော့ဘူးလို့တရားဝင်ပိတ်ပင်လိုက်ပါတယ်။စင်ကာပူ SMB ဘက်ကလည်းသူတို့ဘက်က transcript letter ထုတ်မပေးတော့ဘူးတရားဝင်ပိတ်ပင်လိုက်ပြီးဆိုပြီးတော့စာတွေပို့တယ်။မဆားရတဲ့အမဲတဲနဲ့ပတ်တာပေါ့ အခုနှစ်မှာမြန်မာတူနာပြုတ်ကောင်စီနဲ့တူနာပြုတ်တက်ကတော်တူနာပြုတ်တင်တန်းကျောင်းတွေရဲ့ရုံမှမှုတွေကြောင့်ပြည်ပရောက်တူနာပြုတ်လေးတွေတော်တော်လေးကိုဒုက္ခရောက်ကုန်ကြပါတယ်ပညာတွေတင်ပြီးတော့ကိုယ်နဲ့ထိုက်တန်တဲ့ယာတူမရကြတော့ဘူးသူများနိုင်ငံကအခွင့်အရေးပေးတာတောင်မှကိုယ်နိုင်ငံကအခွင့်အရေးတွေမရအောင်လို့လိုက်ပြီးပိတ်နေတာလို့တူနာပြုတ်တဦးကရှင်းပြထားပါတယ်ဒါအပြင်မြန်မာနိုင်ငံကတူနာပြုတ်ဘွဲ့ရဒီပလိုမာကျောင်းပေးထားပြီးတော့ပြည်ပရောက်နေသူများအားလုံးရဲ့နိုင်ငံကူးလက်မှတ်များကိုလည်းမြည်သည့်တန်ရုံမှာမှတက်တန်းတိုးမပြီးတော့ဘူးလို့သိရပါတယ်တက်တန်းတိုးချင်ပါက မြန်မာပြည်ကိုပြန်လာကျမ်းမာရေးဝန်ကြီးဌာနရဲ့ထောက်ခံချက်နဲ့နိုင်ငံကူးလက်မှတ်ပြန်လည်လျှောက်ထားရမယ်လို့တန်ယုံများကမြန်မာသူနာပြုများကိုတရားဝင်အသိပေးလာတယ်လို့သိရပါတယ်။ပြည်ပရောက်သွားတဲ့မြန်မာသူနာပြုတွေအားလုံးကိုအမြင့်ပြတ်စရင်တွင်းလိုက်တာပါပဲ။စင်ကာပူရောက်မြန်မာသူနာပြုလေးတွေတော်တော်လေးကိုဒုက္ခရောက်နေကြရတယ်လို့စင်ကာပူရောက်မြန်မာသူနာပြုတအုပ်ကပြောဆိုထားပါတယ်။ အကြမ်းဖက်စစ်ကောင်စီကကျမ၏ဝင်ကြီးဌာနလက်အောက်မှာရှိတဲ့တူနာပြုံများကျမ၏ဝန်ထမ်းများနဲ့ဆရာဝန်များကိုလည်းနိုင်ငံကူးလက်မှတ်လျှောက်ထားခွင့်များကိုတင်းကျပ်ထားပြီးတော့ကျမ၏ဝင်ကြီးဌာနရဲ့ခွင့်ပြုချက်မရဘဲနိုင်ငံကူးလက်မှတ်လျှောက်ထားခွင့်မပြုကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ